အဖြစ်များတဲ့အကုသိုလ်ပြောရမယ်ဆိုရင်အိတ်တာနဲ့မစ္စရိယတတိထာမှာဖြစ်လူဒီမှာလွယ်တကူဖြစ်တတ်တယ်။ဘာဖြစ်လို့ရောဆိုလူဆိုတာတဦးနဲ့တဦးရှင်ပြိုင်မှုရှိနေတယ်။ကိုယ့်ဘကိုနေရင်ကတောင်မှရှင်ပြိုင်လာလူဆိုတာဥမာမဲအိန္ဒိချင်းကကားစီးတယ်ဆိုလို့ရှိရင် ကိုကိုလုံးငယ်တိတ်ငယ်လာငါတို့အိန္ဒိယချင်းကကောင်းဝယ်တယ်ငါတော့မဝယ်နိုင်ဘူးသူကလို့ကောင်းဝယ်တာတော့အကောင်းမမြင်နိုင်ဘူးဟာဒီလူကမူရစေဝါရောင်းလို့ကောင်းဝယ်တာလားထိပေါတန်လည်းမကြပါဘူးဆိုအလိုလျောက်မနာလို့စိတ်တဖြစ်လာပြပြောလာအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်ကိုနားမှာကိုအိန္ဒိယချင်းတယောက်တိုးတက်သွားရင် အကောင်းမပြောနိုင်နဲ့ဟာအဲ့ဒါအဲ့ဒီလူရဲ့ယဉ်နေမှလည်းဘာဖြစ်တုံးဆိုတော့စီပေါ်ဥစားတွေတိုးတက်လာတယ်ငကိုတော့အတူတူအပူပူအနူးနူးပေါ့ကိုရူရန်တူဒီလိုနေကြတာအိမ်နာနေချင်းသို့တော့ကိုကကြီးပွားလာတယ်အခွင့်အလမ်းတွေကောင်းလာလို့ကိုကစီပွားတိုးတက်လာတယ် တိုးတက်လာလို့ရှိရင်ဂျန်တဲ့လူတယောက်ကိုလိုတိုးတက်မှဆိုးတယ်ဆိုဖြစ်လာဗျာလူစိတ်ဆိုတော်တော်ဆန်းကိုလိုမကြည်ပွားစေခြင်းဘူးအဲ့လူကိုလိုမတိုးတက်စေခြင်းဘူးဆိုရင်ဒါမစ္စရိယဖြစ်သွားဗျာကြည်ပွားသွားတာကိုမနာလို့မရှုစိတ်ဖြစ်ရင်အိတ်တာကိုလိုမကြည်ပွားစေခြင်းတို့ကြည်ပွားစေခြင်းမှုဆိုရင် မစ္စရိယဗျာ ဲ့ဒီနှစ်ခုဟာလူလောကမှာရှင်ပြိုင်နေတာလို့ဖြစ်ပြီးတူဘောတူမနာလို့မရှုစိတ်နေနဲ့အကုသိုလ်ကြီးများနေကြတယ်လို့သူပြောညီကိုမောင်နှွားချင်းတောင်းမပဲတယောက်ကကြည်ပွားသွားရင်ဂျန်တဲ့တယောက်ကမကျေနပ်ခြင်းဘူးကိုကြည်ပွားသွားတာကိုဂျန်တဲ့လူတွေကမကြည်ပွားစေခြင်းဘူးဟောအိတ်တာမစ္စရိယာ အဲ့ဒီအိတ်တမစ္စရိယဆိုတဲ့အကုသိုလ်ဟာလည်းပဲအဗ္ဗမချီမာတယ်ဒီအကုသိုလ်တွေကြောင့်လူအတိုင်းဝိုင်းဟာကြီးပွားတိုးတက်မှုတွေအားပြော့သွားပြီးတော့တဦးနဲ့တဦးမနာလိုမှုတွေမရှုစိတ်မှုတွေဖြစ်ပေါ်ပြီးတော့နေတာနိုင်ငံတနိုင်ငံမှာလည်းအိတ်တမစ္စရိယရှိတာကိုပါတိကနိုင်ပြီသူများ ပါတိကရှုံး ကိုပါတီကိုပဲနိုင်စေရှုံးတဲ့ပါတီကနိုင်ရတဲ့ပါတီမကြိုက်ဘူးတကယ်ရေးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပြောမယ်ဆိုရင်ကြီးပွားသွားတဲ့လူကိုမကြီးပွားတဲ့လူကမကြိုက်ဘူးတကယ်ရေးနဲ့ပြောမယ်ဆိုရင်မဲသာရသွားရင်မဲမရတဲ့ပါတီကမကြိုက်ဘူးဟောတိလူတွေမြားကြီးပဲရွှေတွင်းပြိုင်တူးလို့ရှိရင်လည်းရသွားတဲ့လူကိုမရတဲ့လူကမကြိုက်ဘူး အဲ့ဒီမကြိုက်နိုင်ဘူးအကောင်းမပြောနိုင်ဘူးဆိုတဲ့အိတ်တာဟာကျေပြန့်စွာအနှံ့ပြားမှရှိတယ်မရိယာတမျိုးတည်းရှိတာမဟုတ်ဘူးအကုန်ရှိမှာနော်ကဘာကြီးတစ်ခုလုံးဟာကျေပြန့်ပြီးတော့နေတာအဲ့ဒီအိတ်တာမစ္စရိယကျေပြန့်စွာတည်ရှိနေမှုကြောင့်လူလောကလူတွေဟာတိုးတက်မှုလမ်းစာတွေပိတ်ပြီးတော့နေတာဖြစ်တယ်မနာလိုမရှုစိမ့်သည့်အတွက်ကြောင့် အပြစ်ပြောကြတယ်ဆဲကြတယ်ရေးကြတယ်တူတူအပုတ်ချတယ်တိတ်ခါချတယ်ဆိုတာဒါတွေဖြစ်ကုန်အဲ့ဒါတွေကမင်္ဂမှုရှိတာဆိုတာမင်္ဂမှုမရှိဘူးအဲ့ဒါတွေကပပတွေပဲဖြစ်နေဆိုးတဲ့ဘက်ကိုတွန်းပို့လိုက်တဲ့အနေထားမျိုးတွေဖြစ်ကုန်ကောင်းတဲ့ဘက်ကိုရောရှိစေနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ဒီအိတ်တန်နဲ့မစ္စရိယဆိုတာလည်းပဲ တကယ်ပါပအစ်စ်ပဲအဲ့ဒီပါပမှာအိတ်တာကိုဗာနဲ့ဖယ်ရှားရမလဲလို့ဆိုရင်မုဒိတာနဲ့ဖယ်ရှားလူတယောက်ကြည်ပွားသွားရင်ဝန္တာနိုင်ရမယ်ဝန္တာနိုင်ရမယ်ဘလို့ဝန္တာရအိုးသူစူးစမ်းလို့ရတာခြေနှက်ဆရာကောင်းလိုက်တာငါလည်းစူးစမ်းမယ်ဟောဒီလိုပဲဖြစ်တယ်နော်အဲ့တော့ဝန္တာနိုင်တာဟာမုဒိတာတရား မုဒိတာဆိုတဲ့ပြမစိုးတရားခေါမသွားပြီကရယာဏခေါမသွားပြီဆိုရင်အိတ်တာဆိုတဲ့ပပကလွှမ်းမိုးလာအိတ်တာသည်ပပမုဒိတာသည်ကရယာဏအဲ့တော့ကရယာဏကာရီအတင်းသူအတင်းသားတွေဟာအိတ်တာကိုလက်ခံမဲ့ဆိုရင်ကရယာဏကာရီမဖြစ်ဘူးပပကာရီဖြစ်သွားမယ်အိတ်တာကိုလက်မခံမဲနဲ့မုဒိတာတရားထားနိုင်မယ်ဆိုလို့ရှိရင်ကရယာဏကာရီအစစ်ဖြစ်သွားနိုင်တယ် နာမည်နဲ့လိုက်လျောကြည်စွာကရိယာဏကာရီဆိုတဲ့အတိုင်းကရိယာဏကာရီဖြစ်တယ်။ဒါနာကုသိုလ်လေးလှုပ်ထားတဲ့မဟုတ်ဘူးစိတ်နေသဘောထားတွေကအရေးကြီးတယ်နော်။လူယုံတန်းယုံဒါနာလေးနဲ့တဲ့ခေါ်လို့မရဘူး။သူ့ရဲ့စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိတာကလျာဏကာရီလို့ဒီလိုအဓိပ္ပာယ်ဆိုတာဖြစ်တယ်။ထို့တူပဲတစ်ဖက်သား မကြည်ပွားစေခြင်းမူကိုယ်သာကြည်ပွားစေခြင်း ਨੇ ဆိုတာမစ္စရိယအဲ့ဒီမစ္စရိယရှိနေတဲ့များကလည်းပလုံးကိုယ့်ရင်ထဲမှာပါပဆိုတာ၄ကြီးဆိုးနေမှာပဲဖြစ်တယ်အဲ့ဒီကြီးဆိုးနေတဲ့ပါပတွေကိုတရားဆိုတဲ့ယုံကြည်မှုနော်ကံကံဤကျိုးလက်ခံယုံကြည်မှုဖြင့်နော်ကိုယ်သာခံစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကို အတိညာဖြင့်ဖြစ်စေတရားနဲ့ဖြစ်စေဖယ်ရှားလိုက်နိုင်မှသာလေဒီမစ္စရိယဆိုတဲ့ပါပတရားဟာပြောက်ွယ်သွားမှာဖြစ်တယ်